မိတ်ဆွေတယောက်အနေနဲ့ဒီနေရာမှာ support ဟာကျမရဲ့တငယ်ချင်းရွေးချယ်မှုအပေါ်မှာကျမယုံတယ်။သူဟာဒီရွေးချယ်မှုကိုလုပ်ဖို့အတွက်လုံလောက်တဲ့ knowledge ရှိတဲ့ smart ဖြစ်တဲ့မိန်းမတယောက်เนาะသူလုပ်နေရပါလဲသူတေချာသိတဲ့မိန်းမတယောက်လို့ကျမယုံတယ်။သူ့ရဲ့ရွေးချယ်မှုအပေါ်မှာကျမကကျမသိရတတ်တယ်ဆိုပြီးတော့ဆရာကြီးကျမဝင်မလို့။နည်းနည်းလေးပဲနောက်ကနေလိုက်ထိန်ပေးတာ။မင်္ဂလာပါ။သူမကိုချင်းရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြန်လဲကြိုးစို့လိုက်ပါတယ်။ဒီပတ်ဗီဒီယိုက ကို့အထင်သူ့အမြင်ပေါ့နော်ဒါလေးကဘလို inspire ဖြစ်တာလဲဆိုတော့ပြီးခဲ့တဲ့ International Women Day March လ10ရက်နေ့တုန်းကအဲကျမက content တစ်ခုလုပ်ခဲ့ပါတယ် content လေးကိုနည်းနည်းအချင်းချုပ်ပြီးတော့ပြောရမယ်ဆိုရင်ကျမတို့အမျိုးသမီးတွေအနေနဲ့ပေါ့နော်ကိုနဲ့မတူတဲ့အမျိုးသမီးတယောက်ကိုတွေ့ရတဲ့အခါမတူဆိုတာဝိစာစင်မှု အတွေးခေါ်သူ့ရဲ့ဘဝရွေးချယ်မှုအပြောဆို မတူဘော့ဘလို့ပဲဖြစ်ဖြစ်သူကိုနဲ့ကိုနဲ့ vibe ကလုံးဝမတူအဲ့လိုမတူတဲ့လူတယောက်ကိုတွေ့တဲ့အခါမဝေဖန်ဖို့ပါဘောနော်မရှုံချဖို့ပါသူလုံနေတဲ့အလုပ်ကကိုယ်လည်းမထီခိုက်ဘသူမှလည်းမထီခိုက်ဘူးဆိုရင်စေရနာနဲ့ပါလို့နော်ပတ်ဝန်းကျင်ကောင်းဖို့မကောင်းဖို့အတွက်ပါလို့အဲ့ဒါမျိုးတွေပြောပြီးတော့ဘသူဘသူကိုမှဝေဖန်တာမျိုးတွေမလုပ်ဖို့အတွက်ကိုဆော့အော်ထားတယ်ဗောနော် International Women's Day message အနေနဲ့ဆော့အော်ထားတဲ့ content လေးဖြစ်ပါတယ် အဲဘာလို့အဲ့လိုမျိုးတွေပြောရလဲဆိုတော့ဖြစ်များတဲ့ example တစ်ခုကိုပြောပါဆိုရင်တချို့မိန်းကလေးတွေကစကားပြောရင်ခက်တီတီလေးပြောတတ်တဲ့လူတွေရှိတယ်။မှန်မှန်ပေါ့လေအဲ့လိုပြောတတ်တဲ့လူတွေရှိတယ်။တချို့မိန်းကလေးတွေကမရည်ရွယ်ပဲနဲ့စကားပြောရင်မာဟဲကျော်ဟဲပြောတဲ့လူတွေရှိတယ်။ပုံမှန်ထက်ပိုပြီးတော့မာဟဲကျော်ဟဲဖြစ်တယ်နော်။ဟိုမသိရင်လည်းရန်တွေးနေတဲ့ပုံစံမျိုးဖြစ်တဲ့လူတွေရှိတယ်။တချို့မိန်းကလေးတွေကြတော့သူ့ပင်ကိုကိုယ်တိုင်က ပြော့ကိုပြောတာ။ ပြော့ဤပြီးတော့စကားပြောတတ်တယ်ဒီလိုမျိုးတွေရှိရယ်တခါလေကြရင်အဲ့ဒါကအမျိုးသမီးတယောက်အနေနဲ့သူ့ဘဝမှာသူ့ဘဝတက်တန်တစ်ချောင်းမှာ သုံးမျိုးလုံးလဲဖြစ်နေဖြစ်နေနိုင်တယ်သူ့ဘဝအနေထားပေါ်မှာမူတည်ပြီးတော့ဘဝအပိုင်းခြားတချို့မှာတော့စကားပြောတာနည်းနည်းပြော့ပြီးတော့နောက်ပိုင်းကျတော့စကားအရင်စကားပြောတာအရင်ပြော့တယ်เนาะဟို မြန်မာတွေဆိုပြောကြတာရှိရယ်မယငယ်တန်နဲ့တို့ပါတို့နော်ချင်းတော်တန်နဲ့စကားပြောတယ်တို့အဲ့လိုမျိုးမှုချိုးမြချိုးတွေပြောကြတာရှိရယ်အဲ့လိုမျိုးတွေပြောလို့သူကသူပြင်းရင်ပြင်းနဲ့မာဝါတာမျိုးပေါ့နော်အဲ့လိုမျိုးလဲဖြစ်နိုင်တယ်ဆိုတော့လူတစ်ယောက်တည်းမှလည်းသူ့ဘဝတသက်တာမှာပုံစံအမျိုးမျိုးဖြစ်နေနိုင်တယ်တခါကျွန်တော်တို့ဝတ်စားစီရင်မှုတွေမှာတချို့ဆိုရင်နည်းနည်းဟိုပုံမှန်လေးပေါ့နော်တိတ်အတွန်အတက်တွေမပါဘဲနဲ့ရိုးရိုးရှင်းရှင်းဝတ်တဲ့လူတွေရှိရယ် တချို့ဆိုရင်ကြတော့အတက်အလက်ကလေးတွေနဲ့ခြားလူတွေဝစ်တာနဲ့မတူတဲ့ train ကိုနည်းနည်းလေးကြော်ပြီးတော့ဝစ်တဲ့သူတွေရှိရယ်အမ်အမျိုးမျိုးပေါ့တယောက်နဲ့တယောက်ကအကြိုက်ချင်းမတူကြဘူးအသက်အရွယ်တွေနဲ့လည်းဆိုင်နေအကြိုက်စရိုက်တွေနဲ့လည်းဆိုင်နေပေါ့နော်သူဘာလို့အဲ့ဒါကိုကြိုက်တာလဲဆိုရဲဥစ္စာကိုကိုယ်အနေနဲ့ကြည့်လိုက်ရင်နားလေလို့မရဘူးတမတမအနေနဲ့လည်းအဲ့လိုတွေးဖြစ်ဖူးတဲ့လူတွေရှိရယ်ခေါင်းထဲမှာတွေးတာကတော့ကိုယ့်ဟာကိုယ်တွေးတာမို့လို့တွေးဝင်ရှိပါတယ်အဲအရေးကြီးတာက အပြင်ကိုထုတ်ပြီးတော့အဲ့ဒီဥစ္စာကိုမဝေဖန်ဖို့ပြောချင်တာပါပေါ့နော်အဲ့ဒါလေးကိုဆော်ဩတာပါအပြင်ကိုထုတ်ပြီးတော့ကိုယ့်အချင်းချင်းကြားထဲမှာပြောတာကလည်းတခုဖြစ်တယ်လို့ဆိုရှယ်မီဒီယာမှာတက်ရေးပြီးတော့စောင်းနေမြောင်းနေ post တွေတင်တာကတော့ next level လို့ပြောရမှာပေါ့နော်အဲအဲ့ဒါမျိုးတွေမလုပ်ဖို့အတွက်ကိုဟို international women day အအနေနဲ့ကျမဆော်ဩတာပေါ့တချို့ကဒီဟာကိုဒီလို reason ယူတဲ့လူတွေရှိတယ်စေတနာနဲ့ပြောတာအဲ့လိုမဝင့်နဲ့မလှဘူး နင်ကအသားတလောက်မဲနေရအဲ့လိုလိမ်ပေါ်ရောင်တောက်တောက်ကြီးဝတ်ထားတော့ဘယ်လိုလုပ်လှပါမလဲဒါမျိုးတွေပြောတဲ့လူတွေပေါ့နော်အာတခါလေကြရင်ဒီလိုရှိသေးတယ်မိန်းကလေးတယောက်ပေါ့နော်အဲ့လို sexy တွေဘာတွေဝတ်ထားတာကိုတွေ့လို့ရှိရင်တားမွေးထားတဲ့အမေမှုလို့မလေဒီလိုပုံစံမျိုးမိန်းကလေးဒီလိုဝတ်လာတာကိုကြည့်ရင်တော့အာတားမွေးထားတဲ့အမေတယောက်အနေနဲ့ငါတော့ငါ့သားလေးတွေရအနာကရင်လေးပါတယ်အဲ့လိုပြောရလဲတွေ့ဘူးတယ် အဲ့ဒီသားလေးကသူ့ဟာသူဆုံးဖြတ်ခွင့်ရှိတယ်เนาะကိုမပြောလဲအင်တာနက်ပေါ်မှာအဲ့ထက်ပိုဆိုးတဲ့အရာတွေက widely available နေရာတကာမှာရနိုင်တယ်အလကားကိုရနိုင်တာလိုချင်လို့ရှိရင်เนาะအဲ့အဲ့ထက်ပိုဆိုးတာတွေအများကြီးပဲအဲ့ဒါလေးကိုရင်ဘတ်နည်းနည်းပေါ်နေတဲ့ဥစ္စာနဲ့သားမွေးထားတဲ့မိဘမလို့ဆိုပြီးတော့ရင်လေးစရာအကြောင်းမရှိဘူးအဲ့သားလေးကကိုယ်ွယ်ရမှာသူတို့ကြည့်ကျင်တဲ့ဟာကိုကြည့်နေနှင့်ပြီးလောက်ပြီးခုလောက်ဆိုရင်ဆိုတော့အာ ပတ်ဝန်းကျင်ကြောင့်ပါလို့ပြောရအောင်ကကျမတို့ပတ်ဝန်းကျင်ဆိုတာလူတွေနဲ့ဖွဲ့စည်းထားတဲ့အရာပါအာလူဆိုတာလဲဒါအရွယ်ရောက်လာပြီးကြပြီဆိုရင်အခုခေတ်ကတော့အရွယ်မရောက်ခင်တည်းကကိုယ်တိုင်ကဘယ်အရာမှန်တယ်မှားတယ်ဆိုတာကိုသူတို့မှဆုံးဖြတ်ဖို့အတွက်တာဝန်ရှိပါတယ်เนาะလူတွေဆုံးဖြတ်တဲ့နေရာမှာအကူအညီဖြစ်ပါစေတော့ဆိုပြီးတော့ဟိုလူကိုဒီလိုမဝင့်နဲ့ဒီလိုမပြောနဲ့ဆိုရဲဟာမျိုးကိုလိုက်ပြီးတော့ဆုံးမလို့လဲလိုက်လို့ဆုံးလိုက်ပြီးဆုံးမလို့ရမယ် ခစ်တော့မဟုတ်တော့ပါဘူးဆိုတော့အာဟိုရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုနေတာဥမာဗဇက်ကမကြောက်ဝင်မနာတာတွေထွက်ပြီးတော့អော်ဆဲနေကြတဲ့လူတွေဆိုရင်တော့တမျိုးပေါ့အဲ့လိုမဟုတ်ဖဲနဲ့တာမန်အဖြစ်လူတယောက်ရဲ့ choice တွေကကိုယ်နဲ့မတူဘူးသူ့ရဲ့ social media practice တွေကကိုယ့်ကိုမျက်စိစပုံမွေးစူးစေတယ်ဆိုတဲ့အခါအလွန်ဆုံးကျမတို့လုံးလို့ရတဲ့အရာဒီ unfollow လုပ်တာလို့ mute လုပ်ထားတာလို့ဖြစ်ပါတယ်။ကိုလည်းသူ့ကိုမမြင်ရတော့စိတ်ချမ်းသာတယ်။အဲ့လိုဆိုအဲ့လိုလုပ်ထားလိုက်အဲ့ဒါဘာမှပြဿနာမရှိဘူး။အဲ့လိုလုပ်ထားပါတယ်ဆိုတော့အကြောင်းလဲပြောစရာမလိုစေတနာနဲ့ရေလို့လည်းထိန်းစရာမလိုဘူး။ကိုရဲ့ဘဝထဲမှာမြင်မြင်သမျှဖြတ်လျှောက်လူတွေအကုန်လုံးကိုကိုလည်းနားလဲစရာမလိုဘူး။သူတို့ဘာလို့ဒီလိုလုပ်တာလဲ။ဘာလို့ဒီလိုဖြစ်တာလဲ။ You don't necessarily need to understand it ။နားလဲဖို့မလိုဘူး။နားမလဲလည်းဖြစ်တယ်။ကိုကိုလည်းသူတို့နားလဲမှလည်းမဟုတ်ဘူး။အဲ့လိုပဲသူတို့ကိုလည်းကိုနားလဲစရာမလိုဘူး။ကိုလောက်เสียရှိတဲ့အလုပ်ကိုပဲကိုဟာကိုတဲ့တဲ့မမတ် လုတ်ပြီးတော့ဘသူ့မှာ judge မလုပ်ဘူးဆိုရင်လူမှုပတ်ဝန်းကျင်ကပို့ပြီးတော့ clean ဖြစ်မယ် healthy ဖြစ်မယ်ပေါ့နော်ဆိုတော့ဒီ message လေးကိုကျွန်မဆော်အော်ထားတာဖြစ်ပါတယ်ဒီဟာကဒီ message ကနည်းနည်းတော့ controversial ဖြစ်တယ်ဆိုလိုချင်တာကလူတိုင်းနဲ့ kait တဲ့ message မျိုးတော့မဟုတ်ဘူးပေါ့နော်။ဒါဆိုဒါကကျမတို့တကယ်မြန်မာယူဆတာဒီလိုမဟုတ်ဘူးလေ။မြန်မာယူဆကလူကြီးကလူငယ်ကိုအမြင်မတော်တာရှိရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆုံးမခွင့်ရှိရဲ့လို့တွေးထားတာ ਉਹ နော်။ဆိုတော့ဒီဟာနဲ့နည်းနည်းဒီစန့်ကျင်နေတဲ့အတွက်ကြောင့်မို့လို့ controversial ဖြစ်တယ်ဆိုတဲ့အဥစ္စာကိုကျွန်မသဘောပေါက်ပါတယ်။အဲ့မှာအမျိုးသမီးတယောက်ရေးထားတဲ့ comment လေးတစ်ခုပေါ့နော်။သူရေးထားတာလေးတစ်ခုကျွန်မသတိထားမိတယ်။ "तू ကဘာပြောလဲဆိုတော့ဒီလိုဟာမျိုးကိုတော့သူ့အနေနဲ့ဆိုရင် fully agree မဖြစ်ဘူးပေါ့နော်။လုံးဝကြီးသဘောမတူဘူး။ဘာဖြစ်လို့လဲဆိုတော့အပေါ်ရန်လူတွေအရန်များလာလိမ့်မယ်ပေါ့နော်ကိုကမိတ်ဆွေအနေနဲ့စေတနာနဲ့တောင်မှဟိုဝေဖန်အကြံပေးခွင့်မရှိဘူးဆိုလို့ရှင်အာ what's the point of having friends မိတ်ဆွေရှိရတာ ဘာဘာများအကျိုးရှိတော့မှာလဲနော်အဲ့လိုမျိုး तू ကပြောထားတဲ့ဟာတွေ့တယ်ဆိုတော့သူ့ရဲ့အဲသူရေးထားတဲ့အဥ္စာ make sense ဖြစ်ပါတယ်ဟုတ်တယ်အဲ့လိုတွေးလို့ရတယ်အဲ့လိုတွေးလို့ရတယ်အဲ့တော့ပြီးတော့သူကဒီလိုလဲရေးထားသေးရပေါ့နော်အခုအခုခစ်ကအခုနောက်ပိုင်းကအကုန်လုံးကအပေါ်ယံနေကြီးပဲပေါ့အပြင်မှာခြိုပြီးတော့တကယ်တမ်းကဘာမှလည်းမဟုတ်ဘူးပေါ့နော်တကယ်အတွင်းမပေါင်းလို့မရတဲ့လူတွေကများလာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးသူရေးထားတဲ့အဥ္စာပေါ့ဆိုတော့သူလဲသူ point of view နဲ့သူရှိမယ်ပေါ့နော်ဝေဖန်အကြံပေးခွင့်မရှိဘူးဆိုတာဒီ အပေါ်ယံဖြစ်သွားရမယ်လို့မဆိုလို့။ဘာကြောင့်မလို့လူတယောက်ကိုသူ့ရဲ့သူစဉ်းစားဆုံးဖြတ်ခွင့်အချိန်တခုပေးတင်တာလဲဆိုရဲဟာကိုကျမပြောပြမယ်။တခါတော့ကျမမိတ်ဆွေတယောက်ကအဲသူ့ရဲ့အိမ်ထောင်နဲ့ပြက်ကြတယ်ပေါ့နော်။နှစ်ကြာကြာတွဲခဲ့တဲ့အိမ်ထောင်တစ်ခုနဲ့ပြက်ကြတယ်။ဒီမိတ်ဆွေကအပြင်မှာတိတာဟိုလိုမျိုး social media မှာတိတာမဟုတ်ဘူး။အပြင်မှာလဲ hangout လုပ်ဖူးကြတယ်အတူတူအပြင်နေထွက်ဖူးတယ်ကျမသဘောကျတဲ့အမျိုးသမီးတယောက်ပဲ။ဆိုတော့အပြန်လှန်လဲတော်တော်ခင်ခင်မင်မင်ပေါင်းခဲ့ဘူးလား။ ဲ့တော့အိမ်တော်ကွဲကြတဲ့အချိန်မှာ သူ့ရဲ့ personality ပြောင်းသွားတယ်။ तू ကဟိုသူ့ယောက်ျားသူ့ချီလုတ်သွားတာဗောနော်။အငယ်လေးတယောက်နဲ့ချီလုတ်သွားပြီးတော့ဟိုလမ်းခွဲတဲ့အချိန်မှာလဲသူ့ကိုပြောခံရရင်တော်တော်စိတ်ထဲထိမဲ့အကြောင်းအရာတွေသူပြောခဲ့။ပြောခဲ့တော့ငကိုကအဲ तू နဲ့ကျမနဲ့တိရယ်ဆိုတာအလုတ်ကင်အဖြစ်လဲတိတာပြောပါတယ်เนาะ professional လဲပတ်သက်ဖူးတယ်ဆိုတော့အခုဒီလိုဖြစ်သွားတဲ့အချိန်မှာ personality လုံးဝ flip ဖြစ်သွားတယ်သူ dark side တွေပေါ်လာတယ်လို့ဖြစ်တယ်ပေါ့နော်ဟိုမတူတော့တဲ့လူတယောက်လိုပဲเนาะသူ့ရဲ့ဒီ social media ပေါ်မှာတင်တဲ့ပုံစံนี่ဟိုအမှန်တိုင်းပြောရင်ကျွန်မ personally မကြိုက်ဘူးပေါ့နော်ဟိုကျွန်မဆိုရင်တော့ဒါကျွန်မစိတ်ကိုကျွန်မစိတ်ကိုပြောပြတာကျွန်မဆိုရင်တော့ဒီလောက်ငါ့ကိုလှုပ်သွားတဲ့လူเนาะဒီလောက်ချစ်ခဲ့ကြပြီးတော့ဒီလောက်အကြာကြီးအိမ်ဆောင်တစ်ခုကိုအတူတူတိဆောက်ခဲ့ပြီးငါ့ကိုဒီလိုလှုပ်သွားတာ လုံးဝငါစင်ပေါ်ကနေပြလိုက်မယ်ဒင်းမရှိတော့မှငါဘဝကြီးကဘလိုတောင်ကောင်းနေဆိုတာငါပြလိုက်မယ်ဆိုတာမျိုးလုတ်ပြစီကျင်တာကျမဟိုလေမန်တင်းပြီးနေပြစီကျင်တာစင်ပေါ်ကနေပြစံဘာဖြစ်လို့ခံစားကြည့်ကွဲပြရမှာလဲမျိုးသမီးတွေကိုအဲ့လိုမျိုး tough ဖြစ်စေချင်တယ်ဗောနော်မာစေချင်တာဗောနော်ပြလိုက်စမ်းပါမသူမရှိတာဘာမှငါဘဝမှာအရေးမကြီးပတ်စံရှာနိုင်နေเนาะ career မှာအောင်မြင်နေတယ်ပြောရရင်သူ့ယောက်ျားသူ့လောက်တော့အောင်မြင်တာမဟုတ်ဘူးဆိုတော့အဲ့လိုမိန်းမတယောက်အနေနဲ့မလိုအပ်ဘူးဒီဟာဒီ သွားသွားလိုက်စမ်းငါဘလို့တောက်ပနေလဲပြလိုက်စမ်းအဲ့လိုဖြစ်စေချင်တာအဲ့လိုလဲကျမသူ့ပြောခဲ့ဘူးလေဒါပေမဲ့ तू လုံးဝပြောင်းလဲသွားတယ်ဟိုဘလို့မှကျမမထင်ထားတဲ့ပုံစံမျိုး तू ပြောင်းလဲရပေါ့နော်ဆိုတော့ तू ပြောင်းလဲသွားတဲ့ပုံစံကိုမိမိတ်ဆွေတယောက်အနေနဲ့ကျမမကြိုက်ဘူး um ဒါပေမဲ့ဟိုဝင်လဲမပြောခဲ့ဘူး तू ကိုယ်တိုင်ကလည်းပြောထားတယ်ပေါ့နော် like ဟို I'm going through something ပေါ့နော်အဲငါမမြင်ဘူးတဲ့ငါရဲ့တခြား site တစ်ခုလည်းငါမြင်ရတယ် I think I'm going through something ပေါ့နော်ကို circle တစ်ခုပေါ့နော်ဘယ်လိုပြောမလဲဒီဖြစ်စဉ်တစ်ခုသူဖြတ်တန်းနေရတယ်လို့သူကိုယ်သူထင်တယ်ဒါကြောင့်မလို့သူ့ရဲ့မိတ်ဆွေတွေအနေနဲ့သူ့ကိုနားလည်ပေးပါလို့သူကိုယ်တိုင်ကအဲ့လိုပြောထားတာဆိုတော့ I try not to interrupt ပေါ့သူ့ရဲ့ဒီ process ထဲမှာဝင်မပါဘူးကျွန်မစူးစမ်းရတယ်ပေါ့နော် um သူတော်တော်ခံစားရလို့ဖြစ်မှာပေါ့ of course ကျမကတော့ဘေးလူအနေနဲ့မိန်းမတစ်ယောက်အနေနဲ့တောက်ပလိုက်စမ်းပါလို့ကျမကပြောခြင်းပဲမဲ့ तू ကအဲ့ဒီယောက်ျားကိုချစ်တဲ့သူကိုเนาะဒါသူ့ဘက်ကကြည့်ရင် तू အဲ့လိုမြင်ရလို့ဖြစ်မှာပေါ့ကျမကအဲ့ဒီလူချစ်တဲ့လူမဟုတ်တော့ဒီလူထွက်သွားတဲ့ကိစ္စမှာသူ့နေရာအနေနဲ့ကျမဝန်ခံစားလို့မရဘူး तू ဘာလို့ဒီလူမျိုးတွေလုတ်ပြနေရမှာလဲဆိုတဲ့ဟာကိုကျမအသေးအားကွင်ရှိတယ်ဒါပေမဲ့ तू ဘာလို့အဲ့လိုလုပ်ရလဲလို့ကျမသူ့ကို judge လုပ်လို့မရဘူးဆိုတော့ ဘာပဲလှုပ်ပေးလို့ရလဲเนาะအမလိုချင်တဲ့အခါပေါ့နော်ဖော်တယောက်လိုတဲ့အခါစကားပြောဖို့လိုတဲ့အခါပြောအချိန်မီွေးလိုက်ပေးမယ်ဘယ်သွားကျင်လဲเนาะလိုက်ပေးမယ်เนาะဘားတွေဘားတွေတူတူသွားကျင်လဲလိုက်ထိုင်ပေးမယ် that's all i can offer ဆိုမမမကြည့်ရဘူးအဲ့လိုမျိုးသူဖြစ်နေတဲ့ဟာမကြည့်ရလို့ရှင် unfollow လုပ်ထားလိုက်တယ်သူလည်းဒီအချိန်တစ်ခုကိုဒီ circle တစ်ခုကိုဖြတ်တန်းပြီးသွားတဲ့အခါပုံမှန်သူပြန်ဖြစ်လာတာပဲနှစ်နဲ့တော့ချီတယ်ဒါပေမဲ့သူပုံမှန်ပြန်ဖြစ်လာတယ် like someone i knew before ပေါ့နော်အရင်တော့ကိုတိထားတဲ့လူကွက်တီးတော့မဟုတ်တော့ဘူးဒါပေမဲ့ဘာပဲပြောပြော तू ပုံမှန်ပြန်ဖြစ်လာတယ်ပေါ့အဲ့ဒါလေးကိုလည်းအဲ့ changes လေးကိုလည်းတွေ့ရတယ်ဆိုတော့ဒီတယောက်မှာကြတော့နည်းနည်းထူးထူးခြားခြားတွေ့ရတဲ့ healing process ပေါ့ဒီလိုမျိုးအိမ်တော်တွေ क्वे ကြတာဟိုဒီနှစ်ချီနေတဲ့ relationship တွေ क्वे ကြတာဒါတွေကအမှန်တိုင်းပြောရင်ဒီခေတ်မှာလေးဖြစ်ပါတယ်ညာကိုပတ်ဝန်းကျင်မှာအများကြီးတွေ့ရတယ်အများကြီးပဲနေတာမဟုတ်ဘူးကိုမြန်မာချင်းချင်းကြားထဲမှာ မိန်ကလေးရောယောက်ျားလေးရောနှစ်ဖက်လုံးဘက်ကကျွန်မတွေ့ရတယ်မိန်ကလေးမိတ်ဆွေပိုများလို့မိန်ကလေးဘက်ကပိုတွေ့ရတယ်တချို့မိန်ကလေးတွေကြတော့အတန်မထွက်ဘူးမကြားရဘူးခုနကကျွန်မပြောတဲ့တောက်ပပြလိုက်စမ်းပါဆိုတာမျိုးလုံးပြနိုင်တဲ့မိန်မတွေလည်းရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနကအဲမိတ်ဆွေလို့ပုံမျိုးလည်းရှိတယ်တို့တကယ်ဆိုရင်ပေါ့နော် career အဖြစ်တည်ကြတယ်တည်ကြတဲ့လူတွေမို့လို့ဒီမိန်မတွေကဘလောက်တော်တဲ့မိန်မတွေလဲကျွန်မသိတယ်လीအ တကယ်အကုန်လုံးတော်တဲ့မိန်းမတွေပဲဒါပေမဲ့ဒီဟာ process ကိုဖြတ်တန်းတဲ့ပုံစံတယောက်နဲ့တယောက်အရန်ကွဲတယ်ဆိုတော့အဲ့ကွဲတဲ့အပေါ်မှာသူကြတော့အဲ့လိုဖြစ်ပြီးသူကြတော့ဘာလို့အဲ့လိုဖြစ်ရလဲလို့နှိုင်းရှင်လို့မရဘူးဟိုလူတယောက်နဲ့တယောက်ချစ်တဲ့ပုံစံလဲကွာတယ်ဒီအိမ်တောင်ပေါ်မှာ तू ဘလောက်စိတ်ထည့်ထားလဲဆိုတဲ့ဥစ္စာလဲကွာတယ်ပြီးတော့ of course ဒါ healing လုပ်တဲ့ပုံစံလဲကွာလို့ဖြစ်မှာပေါ့လीเนาะဆိုတော့လူတိုင်းကိုအဲ့လို expectation တစ်ခုနဲ့ဒီလိုတွေမလုပ်နဲ့ကြည်မကောင်းဘူးမလုပ်နဲ့အဲ့လိုမျိုးပြောလို့မရဘူး healing process ဒီဖြတ်တန်းရတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့သူအဲ့ဒီဖြတ်တန်းသွားရတဲ့ကာလတစ်ခုမှာမိတ်ဆွေအနေနဲ့ကိုဘာ support လုပ်လို့ရမလဲ I'm here for you ဆိုတဲ့ message ပဲကိုပေးနိုင်မှာကိုဖြစ်စေခြင်းနဲ့ကိုစိတ်ထဲမှာမှန်တယ်လို့တွေးထားတဲ့ suggestion တစ်ခုကိုကိုကမှန်လို့ဆိုပြီးတော့သူ့စီမှာသွားပြီးတော့တွတ်သွင်းလို့မရဘူးဒါကို့အထင်ဒါပေမဲ့သူ့အမြင်မတူဘူးသူဖြတ်တန်းနေရတဲ့ process ကိုကိုနားမလည်နိုင်ဘူး you cannot just go and say that what you are doing is wrong ဆိုတဲ့ဟာမျိုးမိတ်ဆွေမှုလို့ဆိုပြီးအကြံပေးလို့မရဘူး you have to respect their opinion အဲ့ဒါနည်းနည်းလေးပြောတဲ့နည်းနည်းဒါလေးကနည်းနည်းဒီဥပမာနဲ့ပြင်းတယ်ပေါ့ serious တအားဖြစ်တယ် intense ဖြစ်တယ်လို့ပြောလို့ရတယ်ဒီထက်နည်းနည်းလေးပိုပြော့တဲ့ဥပမာလေးတစ်ခုပြောပြမယ်တခါတုန်းကကျမရဲ့မိတ်ဆွေတယောက်ကကုဖြစ်သွားပြီးတဲ့အချိန်အဲ့ချိန်ကျမကဘန်ကောက်မှာပေါ့နော်အာ तू ကအဲ့ဒီကုမဖြစ်ခင်လေးမှာ မြန်မာပြည်မှာသူစီးပွားရေးတစ်ခုစတဲ့အချိန်ဖြစ်နေအတိုင်းမင်းတော်ဆိုးတယ်လို့ပြောလို့ရတာပေါ့မသိဘူးဘယ်သူမှမသိဘူးလေကူဖြစ်လာမယ်လို့အဲ့တော့ तू စထားတာ तू စီးပွားရေးလေးอ่ะစတာစတယ်ပေါ့ချက်ချင်းစတာတော့မဟုတ်ဘူးဒါပေမဲ့ तू နည်းနည်းပို့ပြီးတော့ investment လေးထပ်လုပ်ထားတယ်ပြီးတော့ तू စီးပွားရေးလေးอ่ะလည်းအချိန်လေးနည်းနည်းတက်လာနေတဲ့အချိန်ပေါ့အဲ့အချိန်မှာကူဖြစ်သွားတယ်ဖြစ်သွားပြီးတော့ तू personal life ထဲမှာလည်း အဲ့လိုပဲ break up တစ်ခုဖြစ်သွားတယ်ပေါ့နော် long term relationship တစ်ခု break ဖြစ်သွားတယ်ဒီမှာတော့ဟိုတစ္ဆာဖောက်တာတွေပါတယ်မပါပါဘူးဒီလိုပဲအဆင်မပြေလို့ break up ဖြစ်ကြတဲ့ဥစ္စာပေါ့အဲ့တော့ဟော ပြောရရင်ဆုံးရှုံးမှုကဒါနည်းနည်းများတယ်လို့ပြောလို့ရတယ်ကုကဖြစ်လို့ပတ်ဝန်းကျင်ကြီးကအရန်ကိုစိတ်ပျက်စရာကောင်းနေတဲ့အချိန်မှာ emotional support ရဖို့အတွက်လည်းကိုယ့်ရဲ့ဒီဟိုဟာက relationship က break up ဖြစ်ထားတဲ့အချိန်ဖြစ်နေတယ် break up ဖြစ်ရင် မိမတယောက်ဘလို့ go through လို့ရလဲဥမာမိမမဟုတ်ပါဘူးယောက်ျားလေးကြီးလည်း ဟုတ်မှာပါဗောနော်ကျမကတော့ main clay ဆိုတော့ main clay ကိုပို့ပြီးတော့တိတယ်ပေါ့လीနော်ဘလို့ဖြတ်တန်းရလဲတိကြတဲ့အတိုင်းပဲเนาะဟိုပတ်ဝန်းကျင်ရဲ့ support တွေလိုတယ်ပြီးတော့အပြင်လေးပါလေးထွက်မယ်ခီးလေးပါလေးသွားမယ်ဒါမျိုးတွေလုပ်ဖို့လိုတယ်အဲ့ဒီအချိန်မှာကုကဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာမှာသွားလို့ safe မဖြစ်ဘူးပြီးတော့အဲ့ဒီကုကြောင့်ကိုကထပ်ပြီးတော့ရတဲ့စိတ်ဒဏ်ရာတွေရလဲရှိတယ်အဲ့လိုမျိုးအကုန်အရာရာဆုံတာဗောနော်အဲ့လိုဆုံပြီးတော့လက်ရှိလုပ်နေတဲ့စီးပွားရေးကလည်းလုံးဝဆိုလုံးဝပြတ်ထွက်သွားအဆင်မပြေတော့ဘူးဆိုတော့ तू က ာသူဘန်ကောက်ကိုလာတယ်ဗောနော်ဆိုတော့အဲ့ချိန်မှာ तू တော်တော် loss ဖြစ်နေတယ်။ तू อ่ะအဲ့ဒီဒီ तू အခုလုပ်နေတဲ့စီးပွားရေးက तू ကိုပိုင်စီးပွားရေးမတိုင်ခင်တုန်းကနိုင်ငံခြားမှာ तू corporate မှာအလုပ်လုပ်ခဲ့ဘူးတယ်။ तू ရထားတဲ့ဘွဲရလဲနိုင်ငံခြားရထားတာပဲ။ဆိုတော့ဘာပဲပြောပြောနိုင်ငံခြားမှာအလုပ်လုပ်တာအတွေ့အတွေ့အကြုံရှိတဲ့လူဗောနော်ဆိုတော့အဲ့ဒီအပိုင်းကို corporate ဘိုင်းကိုပြန်သွားခြင်းရင်လဲတော့သွားလို့ရတယ်။မြန်မာပြည်မှာလဲ तू အတွေ့အကြုံတော့နည်းနည်းရှိတယ်။ဒါပေမဲ့ तू က corporate မှာအလုပ်လုပ်ရတာကိုမကြိုက်လို့သူရဲ့ကိုပိုင် startup လေးကိုသူလှုပ်ထားတာလေးဒီလားဆိုတော့ ဆုံးဖြတ်ပြီးတော့မှအများကြီးဆုံးဖြတ်ပြီးတော့မှဒီအမ်ဟိုဟာလေသူ့လုပ်ငန်းလေးရလဲစခဲ့တာဆိုတော့အခုရုတ်တရက်ပြိုသွားတဲ့အခါကျတော့ဒါဟုတ်သူဘလို့ဘလို့ဘလို့ကုတ်လို့ရမှမသိဘူးဖြစ်တာပေါ့အဲ့တော့ corporate ကိုသွားရမလားမဟုတ်ဖ ೇನೆ အခုသူလုတ်ခဲ့တယ်ဆိုတော့မြန်မာပြည်မှာလုတ်ခဲ့တယ်ဆိုတော့ startup ကိုပဲ time မှာပြန်ပြီးတော့သူအကောင့်ထည့်ပြန်ဖို့မလားအဲဒီလိုမျိုးပေါ့အဲ့ဒါကိုသူဟိုဟာဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့မှာ အဲကျမနဲ့လည်းသူအဲ့အကြောင်းကြီးအများကြီးပြောဖြစ်တာပေါ့နော်ဆိုတော့ထုံးစံအတိုင်းကျမအနေနဲ့ကတော့သူ့ကိုဘယ်လိုလုပ်လိုက်ပါလို့အကြံမပေးဘူးအဲ तू ရှိရဲ့မိကွန်းတချို့ကျမဖြေပေးတယ်အဲ့လောက်ပဲအဲကျမက food for thoughts ပဲပေးတာ decision ကတော့သူကသူ့လိုပဲချရမှာအမြဲတမ်းအဲ့တိုင်းပဲသွားတာပေါ့နော်တခါမှကျမကကျမရဲ့ marketing အတွက်လိုအပ်တဲ့ certificate တခုကျမယူတယ်ဘန်ကောက်မှာပေါ့နော်အဲ့လိုပဲ international certification တခုကျမယူတာပေါ့နော် marketing နဲ့ဆိုင်တဲ့ဟာပေါ့အဲ့လိုယူတဲ့အခါ အာအဲ့တော့အဲ့တငယ်ချင်းကလည်းကျမနဲ့အရင်သူကတွဲဖြစ်တာပေါ့တွဲတော့အများအမ်းပါတယ်ဘေးနားမှာအပြင်ထွက်တယ်ဆိုလို့ရှင်လဲဒါအလုတ်ကိစ္စနဲ့မဟုတ်တဲ့ဟာတိုင်းတော်တော်များများမှသူပါတယ်လို့ပြောလို့ရတယ်ပါတော့အဲ့ဒီ certification ကိုကျမယူဖြစ်တာကျမအတိအာဒီ foreigner တယောက်ပေါ့နော်ဒီဘန်ကောက်မှာနေတဲ့ expatriate တယောက်ကပဲကျမကို recommend ပေးတယ်ဒီ certification ကကောင်းတယ်เนาะရွှေလဲနောက်တစ်ဆင့်တွက်ဖို့အတွက်ဆိုရင်ဒီ certification ယူသင့်တယ်အဲ့လိုမျိုးပြောတော့ အဲအဲ့လိုမျိုးကျမမိတ်ဆွေနဲ့ကျမနဲ့ပြောကြတဲ့ conversation တွေမှာလဲ तू ကဘေးကနေပါနေရပေါ့နော်ပါနေတော့ तू ကြားနေတိနေရတယ်ကျမလုံနေတဲ့ဟာတွေကိုအဲ့တော့ကျမအဲ့ certification ယူမယ်အဲ့တင်တန်းတက်မယ်ဆိုတဲ့အခါ तू ကလည်းကျမနဲ့အတူတူ like တက်မယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ तू လည်း like တက်ဖြစ်တယ်ပေါ့အမှန်တိုင်းပြောရင်တော့ကျမစဉ်စိတ်တော့စဉ်းစားခဲ့တယ်ဒီ certification ကကျမနဲ့ကတော့ကိုက်ညီတာမှန်တယ်ဒါပေမဲ့ तू နဲ့ဘယ်နာကိုက်ညီသွားရလဲကျမမသိဘူးပေါ့နော်ဒါပေမဲ့မေးတော့မေးလိုက်တယ်ဟို ဘယ်နေရာမှာသုံးမယ်လို့စဉ်းစားရလဲပေါ့ကျမကလည်းဒီဟာကိုတော်တော်လေးစိတ်ထဲမှာအမွန်းတင်ထားတယ်စိတ်ထဲမှာမဟုတ်ပြောလဲပြောဖြစ်တယ်နောက်ကျမမိတ်ဆွေကလည်းအမွန်းတင်ပြီးတော့ပြောတယ်အဲ့ဒါကိုလည်းသူကကြားဝါတဲ့အခါကျတော့သူလက်ထောက်တော်တော်လေး impress ဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်တက်မယ်ပေါ့ဆိုတော့သူကဟိုအကယ်၍သာ corporate ပိုင်းကိုပြန်သွားဖြစ်မယ်ဆိုရင်တော့ဟိုသူသုံးတက်မယ်လို့ထင်တယ်လို့သူဖြေတယ်ဆို she has an answer သူမှအဖြေရှိတယ်ဆိုတော့ဆက်မပြောဘူးအဲဒီ certification သူယူတယ်ပေါ့နော်ကျမတို့တက်ကြတယ်ပေါ့အဲ့ဒါနဲ့ပြီးသွားတယ် ဒါမဲ့နောက်ပိုင်းမှာ तू က corporate ဘိုင်းကို तू မသွားဖြစ်ဘူးဘာလို့လဲအဲ तू အရန်တော့အလဲမှာအရန်ကိုဟိုဟိုစိတ်တည်းလည်းအရန်ရှုပ်ထွေးတယ်ပေါ့နော်ဟိုဟိုလူမေဒီလူမေလည်းရှိတယ်ကျမကလည်း तू အရန်တိုက်မင်းတယ် research တွေလည်းလုပ်တယ်ဘယ်လမ်းကြောင်းကိုလိုက်မလဲပေါ့နော်ဟို corporate line ကိုလိုက်မယ်ဆိုရင်လည်းလွယ်တာတော့မဟုတ်ဘူးဘန်ကောက်မှာ corporate အလုပ်တစ်ခုရဖို့အဲဒီသူ့ရဲ့ဒီမြန်မာပြည်မှာလုပ်ခဲ့တဲ့ business ကိုပဲအဲဘန်ကောက်မှာလုပ်မယ်ဆိုရင်လည်း ကျွန်မစိတ်ထင်တော့လှုပ်လို့ရတဲ့နီလန့်ရှိတယ်လို့ကျွန်မထင်တယ်။အဲဘာလို့လဲဆိုတော့အခုဘန်ကောက်မှာမြန်မာတွေကအများများလာပြီ။ဆိုတော့မြန်မာတွေနဲ့စားလိုက်ပြီးတော့မှဘန်ကောက်မားကတ်ကိုသွားတာလှုပ်လို့ရတယ်လို့ထင်တယ်။အခုဆိုရင်အခုအခုပေါ့နော်အခုအနေထားမှာဆိုရင်လှုပ်နေကြပြီ။အဲလှုပ်ကိုလှုပ်နေကြပြီ။ဘာလို့ဆိုကျွန်မဟိုတလောတုန်းကဒီမြန်မာ brand တစ်ခုအတွက်ကို marketing strategy ဆွဲပေးလိုက်သေးတယ်။သူတို့ဆိုရင်ဘန်ကောက်မှာထုတ်တယ်။ဘန်ကောက်မားကတ်ကိုဖြန့်မယ်။ ြန်မာတွေကိုအရင်ဦးတည်ပြီးမှနောက်မှ international သွားမှဆိုဒီ concept တွေကရှိလာနေပြီအခုမှအဲ့ဒါတွေကရှိလာနေတာပေါ့နော်အဲ့ဒီတုန်းကတော့ဘယ်သူမှမလုပ်သေးတဲ့အတွက်ကြောင့်မလို့တွေးကြမယ်ဆိုရင်ဒါကုအပီးဆိုတော့စောခဲ့သေးရလीနော်အတွေးကြည့်မယ်ဆိုရင်နည်းနည်းတော့ challenge များတယ် risk များတယ်ဟာပေါ့ကိုကအရင်စဖောက်ရမယ်ဟာတော့ဖြစ်နေတယ်သူအရန်တေးကြတာတခုက corporate ကိုလုံးဝမကြိုက်ဘူးသူစိတ်ကြီးอ่ะအဲ့ထဲကိုဝင်ကျင်တဲ့စိတ်ဟို လုံးဝမရှိနေဘူးဝင်မယ်ဆိုရင်တော့မှသူ့ကိုယ်သူတရွတ်တိုက်ပြီးဆွဲရတယ်လို့ဖြစ်နေမယ် motivation ကလုံးဝမရှိဘူးသူလှုပ်ချင်တာကအခုမြန်မာပြည်မှာအခုကုကြောက်မှုလို့ပျက်စီးသွားတဲ့ဒီဟာကိုပဲသူဘန်ကောက်မှာပြန်လှုပ်ချင်တယ်ပေါ့နည်းနည်းဆိုရင်လည်းနည်းနည်းပြောရရင်အရင်ကြီးမကြီးသေးဘူးဆိုရင်တော့မကြီးနာနိုင်ဘူးเนาะဘန်ကောက်မှာနေဖို့အတွက်နေုံလေးပဲအဆင်ပြေတယ်ဆိုလည်းရတယ်အဲ့လောက်နဲ့လည်းထိန်းထားမယ်အဲ့လောက်လေးနဲ့ပဲဖြစ်ဖြစ်ဒါ ਉਹ ပဲသေးသေးဆိုလည်းရတယ်နေရင်လည်းဝင်ငွေနေရင်လည်းဒါပဲလှုပ်ချင်တယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ဖြစ်သွားတယ်။အဲဖြစ်သွားတဲ့အခါကျတော့အခုကသူယူလိုက်တဲ့ certification ကနော်ပတ်စံကုန်သွားပြီမယ် effective မဖြစ်လိုက်ဘူးလို့ပြောလို့ရတယ်။အဲ့တော့ကျမကိုမေးစရာရှိတယ်။ဒီဟာကိုရွှေရမြင်တယ်မဟုတ်ဘူးလား။မြင်ရတာနဲ့မိတ်ဆွေအနေနဲ့သူ့ကိုအကြံမပေးသင့်ဘူးလား။အဲ့လိုမျိုးမေးလို့ရတယ်เนาะခုနကဒီ negative comment အာပေးတဲ့အမလိုမျိုးစဉ်းစားမယ်ဆိုရင်တကယ်ဆိုမြင်လဲမြင်ရတာ ਨੇ तू မလိုက်ဖတ်ဘူးဆိုတဲ့ဟာကိုမတွေ့ဘူးလား အဲ့လိုမျိုးပြောလို့ရတယ်။အလကားနေတငယ်ချင်းကပတ်စံကုန်သွားတယ်မဟုတ်ဘူးလားပေါ့။ဒါပေမဲ့ဒီနေရာမှာကျွန်မ point တော့လုတ်ချင်တာနှစ်ချက်ရှိတယ်။ပထမတစ်ချက်ကသူကဘာပြောလဲဆိုတော့သူ့ရဲ့ corporate ဘိုင်းကိုဝင်မယ်ဆိုလို့ရှိရင်ဒီဟာဒီတနေရာမှာတော့အသုံးဝင်လာနိုင်တယ်လို့သူပြောတယ်။အမှန်တိုင်းပြောရင်ကျွန်မက corporate အကြောင်းကောင်းကောင်းသဘောပေါက်တဲ့သူသူ့ရဲ့ corporate မှာသူဘာကို specialize လုပ်လဲဆိုတာလည်းကျွန်မသိရယ်။အဲ့ specialization နဲ့ဒီ course နဲ့ကဘာမှမဆိုင်ဘူး။ corporate ဝင်အောင်မှအမှန်က ဘာမှမဆိုင်ဆိုတော့မဆိုင်ပေမဲ့ तू ကဆိုင်တယ်လို့တွေးလို့ယူဆထားလို့ဒီဟာကို तू passionate အရင်ဖြစ်နေတယ်လေနော် passionate အရင်ဖြစ်နေတဲ့ဥစ္စာကိုကျမအနေနဲ့တွားပြီးတော့ဖျက်လိုက်စရာမရှိဘူးလို့ယူဆတယ်ဒီငွေကြေးကို तू တတ်နိုင်တယ် तू တတ်နိုင်လို့တတ်တာပဲဒီအချိန်ကိုလည်း तू ပေးခြင်းတယ်ဒီ cost နဲ့ပတ်သက်ပြီးတော့ तू explore လုပ်ချင်နေတယ်ဒါကို तू explore လုပ်ချင်နေတယ် maybe အရင်တုန်းက corporate မှာ तू specialize လုပ်တာတစ်ခုဖြစ်ပေမဲ့ဒီ cost တက်လိုက်ပြီးတော့မှ maybe ငါ marketing နဲ့ကိုဝင်ကျင်တာလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးသူဖြစ်သွားရလဲဖြစ်ကောင်းဖြစ်နိုင်တယ် who knows သူ့ရဲ့ potential ကိုကျမ knowledge နဲ့ကျမ knowledge ကဘလောက်ရှိမှာမလို့လဲကျမသိတာတော့ဟုတ်တယ်ကျမအဲ့လိုတော့ထင်တယ်ဒီ certificate ကသူ့ရဲ့ corporate ကိုဝင်မယ်ဆိုရင်တောင်မှသူ့ specialization နဲ့မကိုက်ဘူး that's my knowledge ဒါပေမဲ့သူ့ခေါင်းထဲမှာသူ့အတွေးဟာဘလောက်ထိကြီးကြီးတွေးထားလဲဆိုတာသူ့ခေါင်းထဲရအတွေးစားတွေအကုန်လုံးကိုကျမမြင်ရတာမဟုတ်ဘူး maybe သူ marketing ကိုအရင်ကြိုက်သွားပြီးတော့ marketing ကိုအောက်ဆုံးကပဲဖြစ်ဖြစ်ဝင်ရလဲဝင်ရဝင်မယ်အဲ့လိုမျိုးသူတွေးရလဲဖြစ်နိုင်တယ်သူ့ရဲ့ potential ကိုကျမ knowledge သေးသေးလေးနဲ့ကျမကကျမသိတယ်တတ်တယ်ဆိုပြီးတော့ဖျက်ဆီးရအကြောင်းမရှိဘူးလို့ပြောချင်တာ ပြီးတော့ဒီအချက်မှာပဲထည့်ပြောချင်တာကျမကျမတငယ်ချင်းကိုယုံတယ်။ तू ဟာညံအရန်ကောင်းတဲ့သူဖြစ်တယ်เนาะ education background လည်းအရန်ကောင်းထားတယ်။သူ့အနေနဲ့ career တစ်ခုကိုမဝင်ခင်မှာဒီလောက်ကြီးစဉ်းစားဆုံးဖြတ်နေတယ်ဆိုတော့ဗယံပဒနေတတ်တဲ့လူမဟုတ်တဲ့အတွက်ကြောင့်မလို့စတဲ့ရ decision ချဖို့ဆိုတော့ तू ဒီလောက်စဉ်းစားပြီးတွေးခေါ်နေရပဲ။အဲ့တော့တုံးကျင်တယ်လို့သုံးဖြုံးကျင်တယ်လို့ဖြုံးလိုက်မဲ့လူစားလည်းမဟုတ်ဘူး။ तू ပေးရမယ့်ပတ်စံ ြီလောက် amount ကို तू ပေးဖို့ invest လုပ်ဖို့ရမှာ तू အတွက်တန်တယ်လို့ဒီချိန်မှာ तू decision ချထားလို့လုပ်ဖို့ဖြစ်လာတာ so i respect that that သူ choice ပဲကျမမေးကုန်မေးရမယ့်ဟာတော့ကျမမေးလိုက်တယ်သက်ဆိုင်မှုရှိလားရှိတယ်လို့ထင်လားလို့ပြောရင် तू ကရှိတယ်လို့ပြောရင် trust that အဲ့ဒါယုံလိုက်တော့အဲ့ဒါကိုသွားပြီးတော့ဟိုလိုလားဒီလိုလားလို့သွားပြီးတော့ဟိုရောင်ရောင်ဒီရောင်ရောင်ဖြစ်နေရင်အဲ့လူရဲ့ decision ကိုလည်းသွားပြီးအနောက်ချက်ပေးရရောက်မယ်ဒါကတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ ဟုတ်ပါတယ်သူ corporate line ကိုမရွေးဖြစ်သွားဘူးအဲသူ့ရဲ့ဒီအရင်လုပ်တဲ့လုပ်ငန်းပေါ့နော်ဒီဒီ startup ဘက်ကိုပဲသူပို့ပြီးတော့ရွေးချယ်သွားတယ် right အဲသို့တော့အဲ့ဒီရွေးချယ်မှုကိုလုပ်တဲ့အချိန်မှာအဲ့ဒီရွေးချယ်မှုက informed decision ဖြစ်တယ် informed decision ဆိုတာဘာလဲဆိုတော့ရွေးချယ်စရာနှစ်ခုရှိတယ်အဲ့ရွေးချယ်စရာနှစ်ခုထဲမှာတစ်နဲ့နှစ်မှာနှစ်ကိုရွေးတဲ့အခါတစ်ရဲ့ကောင်းခြင်းမကောင်းခြင်းတစ်ဟာငါ့ကိုဘယ်လိုခံစားရအောင်လုပ်တယ် ငါတက်နဲ့ပတ်သက်ပြီးတော့ explore လုပ်စရာရှိတာတွေလုပ်ခဲ့ပြီးပြီလားအဲ့ဒါတွေအားလုံးတွေးပြီးမှနှစ်ကိုရွေးသွားတာအဲ့ဒါကို inform decision လို့ခေါ်တယ်တက်နဲ့နှစ်နဲ့နှစ်ခုမှာတက်ကကောင်းတာလားမကောင်းတာလားလုံလောက်တဲ့ information မရှိဘဲနဲ့နှစ်ကကောင်းတယ်ထင်တယ်လို့တွေးပြီးတော့ရွေးသွားတာမဟုတ်ဘူးသူ့အနေနဲ့ဒီသင်တန်းကိုတတ်တဲ့အခါမှာ corporate ရဲ့အငွေအသက်တွေကိုလည်းသူရလိမ့်မယ် is this really something i want โอเคငါ taste လေးတခုတော့ပြန်ရလာပြီအရင်တော့ငါ corporate မှာလုပ်ခဲ့တယ်အခုငါမေ့နေခဲ့တာအခုဒီသင်တန်းတက်လိုက်တဲ့အခါကျတော့မှအာဒီဥစ္စာဟာငါ corporate မှာလုပ်ရမယ့်အရာပါလား I don't like it ငါမကြိုက်ဘူးငါမကြိုက်ဘူးအဲ့တော့ငါအဲ့ဒီဟာမသွားတာကောင်းတယ်နှစ်ကိုရွေးမယ်ဒီလိုလဲဖြစ်နိုင်တယ်ဒါတော့ကြည့် consciously အာ uh, ဲ့တိုင်းတော့ဟုတ်ချင်မှဟုတ်မယ်ပေါ့နော်သူစိတ်ထဲမှာပေါ့ဒါပေမဲ့အ ਨੇ ဆုံးတော့ तू က taste တခုတော့ရသွားတယ်ဒါဟာငါသွားကျင်တဲ့လမ်းမဟုတ်ဘူးပေါ့လုတ်ကြည့်လိုက်တယ်ဒါပေမဲ့မဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်မလို့ तू နှစ်ကိုရွေးချယ်သွားတယ်အဲ့တော့နှစ်ကိုရွေးချယ်တဲ့အခါအခုနောက်ပိုင်းမှာကျမအဲ့တငယ်ချင်းရဲ့ progress ကိုလည်းမြင်ရတယ် तू လုတ်သွားတဲ့ဒီဘန်ကောက်မှာ तू လုတ်နေတဲ့ startup လေးကလည်းအောင်မြင်မြင်သွားနေတယ်သူ scale နဲ့သူပေါ့နော်အတက်ကလေးလည်းရှိတယ်သူအဆင်ပြေပြေလေးဘန်ကောက်မှာနေထိုင်နေနိုင်တာကိုကျမတွေ့ရတယ်ဆိုတော့အာကျမရဲ့ ်မိတ်ဆွေတယောက်အနေနဲ့ဒီနေရာမှာ support ဟာကျမရဲ့တငယ်ချင်းရွေးချယ်မှုအပေါ်မှာကျမယုံတယ်။သူဟာဒီရွေးချယ်မှုကိုလုပ်ဖို့အတွက်လုံလောက်တဲ့ knowledge ရှိတဲ့ smart ဖြစ်တဲ့မိန်းမတယောက်เนาะသူလုပ်နေရပါလဲသူတေချာသိတဲ့မိန်းမတယောက်လို့ကျမယုံတယ်။သူ့ရဲ့ရွေးချယ်မှုအပေါ်မှာကျမကိုကျမသိရတတ်တယ်ဆိုပြီးတော့ဆရာကြီးကျမဝင်မလို့ဘူး။ဘေးနာတော့နည်းနည်းလေးထောက်ပေးတယ်။ဘယ်လိုထောက်ပေးတာလဲ။ do you think that this course contribute to your decision ပေါ့နင် career တခုခု contribute လုပ်ပေးမယ်လို့ထင်လားဒီလိုမေးခွန်းလောက်ပဲကျွန်မလုပ်ပေးရနည်းနည်းလေးပဲနောက်ကနေလိုက်ထိန်ပေးတာဒါကလည်းကျွန်မပိုတိပိုတက်နေလို့ဆိုတာအထက်အခုသူယူမယ်ဆိုတဲ့ course ကကျွန်မ major ဖြစ်နေတာ marketing နဲ့ရဟာဖြစ်နေတာအဲကြောင့်မလို့ကျွန်မသူ့ဒီမေးခွန်းမေးပေးတယ်အဲ့လောက်ကလေးနောက်ကလိုက်ထိန်ရုံပဲပြီးတော့သူအကြံအကြံတွေပါတောင်းကျင်တယ်သူ့မှာအာမေးခွန်းတွေမေးစရာခေါင်းထဲမှာပြည့်နေတယ်เนาะ ကျွန်မနဲ့သူစကားပြောချင်တယ်ဆိုရက်ခါ I'm there for her နော်အဲသူ့အတွက်ရှိပေးတယ်စကားပြောပေးတယ်ဒါပေမဲ့အဲ့စကားသူ့ကိုအရင်သူ့ decision ကိုသွားပြီးတော့ influence လုပ်ဖို့အလျံလွှမ်းမိုးမဲ့စကားတွေမဟုတ်အတင်းသူ့သွားပြီးမလွှမ်းမိုးဘူးသူ့ decision ဟာကျွန်မချတာမဟုတ်ဘူးသူ့ decision ဟာသူ့ကသူချတာကျွန်မကဘေးကကူပဲကူပေးတာအဲ့လိုမျိုးလေးပဲသွားတယ်အဲ့ဒါဟာကျွန်မပြောချင်တယ် judge မလုပ်နဲ့ဆိုတာအဲ့လိုမျိုးပြောချင်တာ အဲ့လိုလိုအဲ့လိုလုံးလို့ဆိုပြီးသူနဲ့ကျမနဲ့ရဲ့ relationship ကအတူရောင်ကြီးပါအပေါ်ရန်နေပါ no မဖြစ်သွားပါဘူးအပေါ်ရန်မဟုတ်ဘူးအခုချိန်ထိလည်းတယောက်နဲ့တယောက်ရဲ့ career တွေကိုရော personal life ကိုရော support လုပ်ပြီးတော့နိုင်ငံကွာသွားပေမဲ့လည်းတငယ်ချင်းနေနဲ့ရှိနေတော့မယ် stay in touch ဖြစ်တော့မယ်အခုချိန်ကျမဘန်ကောက်သွားရင်ပဲဖြစ်ဖြစ် UK လာရင်ပဲဖြစ်ဖြစ်ဒီလူတွေတွေ့ကြအောင်မှာပြောကြအောင်မှာပဲ ဒါပေမဲ့သူ့ personal life မှာရော professional life မှာရောအဲ့နေလုံနေတဲ့ဥစ္စာကငါ့အနေနဲ့တော့ငါတော့ဒီလိုထင်တယ်နော်နင်အဲ့လိုမလုံနဲ့နော်ဆိုပြီးစေတနာနဲ့ပါဆိုပြီးသူ့သွားပြီးကျမမလွှမ်းဘူး that's very important ကျမဆိုလိုချင်တဲ့ no judgment ဆိုတဲ့ဥစ္စာဟာမဝေဖန်နဲ့ကိုနားမလဲတိုင်းမဝေဖန်နဲ့ဆိုတာအဲ့လိုမျိုးပြောချင်တာဘာလို့လဲ တခါဒီဥပမာနှစ်ခုလုံးကိုခြုံပြီးတော့ပြောရမယ်ဆိုရင်လူတွေကသူတို့အတွေးခေါ်နေသူတို့သွားနေတဲ့ circle တစ်ခုရှိတယ်သူတို့ကသူတို့လဲပတ်နေတယ်သူတို့ခေါင်းထဲမှာလဲပတ်နေသူအမြင်နဲ့သူလဲပတ်နေတဲ့ဟာတစ်ခုရှိတယ်အဲ့ဒါကိုသွားပြီးတော့ကို့အထင်နဲ့ကို့သိပါတယ်တတ်ပါတယ်ဆိုပြီးတော့ဝင်ဝင်ပြီးတော့သူ့ကိုဟိုလိုလုပ်ပါဒီလိုလုပ်ပါအဲ့လိုလုပ်ရင်မကောင်းဘူးအဲ့လိုမဝင့်နဲ့အဲ့လိုမတွေးနဲ့အဲဒီလို post တွေမတင်နဲ့လို့သွားပြောတဲ့ဥစ္စာကစေတနာနဲ့လို့မတွေးပါနဲ့ that's not စေတနာအဲစေတနာနဲ့ဆိုပြီးတော့အဲ့လိုသွားလုပ်တဲ့ဥစ္စာတစ်ဖက်လူကို ို့ပြီးတော့သူတို့ရဲ့ thinking process ကိုအာအထောက်ကူမပြုစေပါဘူးဆိုရယ် fact ကနေပြောချင်တာပါเนาะအဲဒီနေရာမှာအပိတ်ကလေးအနေနဲ့ထည့်ချင်တာတော့ of course ကိုကညီမနှစ်ယောက်မို့လို့ပေါ့เนาะအာဟိုမောင်နှမမို့လို့တော့ဒါမှမဟုတ်တားအမိမို့လို့ဆိုရင်တော့ဒီထက်ပိုပြီးတော့ပြောပိုင်ခွင့်ရှိတာပေါ့เนาะအမေဖေဆိုရင်တော့ of course သမီးလုပ်နေတဲ့ဟာတွေမဟုတ်သေးဘူးเนาะအမေတို့ကတော့ဘယ်လိုထင်လဲเนาะသမီးပြန်စဉ်းစားပါအောင်ဒီလိုတွေတော့ပြောခွင့်ရှိတာပေါ့ဒါမှမဟုတ် partner ဆိုရင်ပေါ့သမီးစားဆိုရင်တော့ เนาะဟိုတိုင်းတိုင်းမင်မင်လေးလောက်ရမယ်ဒါကြတော့ဟိုတာဝန်လည်းရှိတယ်ဖြစ်သွားတယ်ဒါကြတော့เนาะမိဘဆိုရင်တော့သားသမီးကိုအ ਨੇ ချင်းတော့ဝင်ပြောခွင့်ဆိုတဲ့ဥစ္စာရှိကိုရှိရမယ်ပေါ့เนาะလင်မယားဆိုရင်လည်းအဲ့လိုမျိုးပဲပေါ့သမီးကြီးစားဆိုရင်လည်းအဲ့တဘောပါပဲเนาะ तू ချလိုက်တဲ့ तू အလုပ်ပေါ်မှာ तू ချလိုက်တဲ့ decision က ဒီ relationship ထဲမှာလည်းအ ਨੇ ကျင်းတော့လာပြီးတော့ impact ဖြစ်မယ်လीဖြစ်တဲ့အခါကျရင်တော့ငါအနေနဲ့တော့ဘယ်လိုထင်လဲဒီလိုလေးလောက်ပါလားဟိုလိုလေးလောက်ပါလားဆိုတာကိုအဲဒီလူနှစ်ယောက်ရဲ့ပတ်သက်မှုပေါ်မှာမူတည်ပြီးတော့ of course ပြောခွင့်ဆိုခွင့်ရှိတာပေါ့เนาะပြောရေးဆိုခွင့်ရှိတဲ့ဆက်ဆံရေးမျိုးဖြစ်နေလို့ရှိရင်ပြောပြောရေးဆိုခွင့်ကရှိပါတယ်အဲဒါကတော့တသက်တစ်ခုပေါ့လीเนาะအဓိကဒီနေရာမှာကျွန်မပြောချင်တာကတွေ့တွေ့သမျှကိုဘွားမှာမြင်ရတဲ့ဖြတ်လျှောက်တွေအကုန်လုံးလိုက်ပြီးတော့ judge တွေလုပ်ပြီး opinions တွေ comment တွေလိုက်လိုက်မပေးဘူးပြောချင်တာပါ ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုဗီဒီယိုတွေနဲ့အပတ်တိုင်းလာခဲ့မှာဖြစ်တဲ့အတွက်ကျမရဲ့တူမကိုချင်း YouTube Channel လေးကို Subscribe လုပ်ထားပေးပါဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် Thumb up Like ပေးခဲ့လို့ရပါတယ်သဘောကျမဲ့ကိုယ့်ရဲ့မိတ်ဆွေရှိတယ်ဆိုရင်လည်း Share ပေးလို့ရပါတယ်နောက်ပတ်မှာပြန်တွေ့ကြမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်